တချို့လူတွေဟာစားတတ်တယ်အချားမြင်ဘုဟုတ္တအလွန်များတယ်အဲ့လိုဘုဟုတ္တများတဲ့အတွေ့အကြုံမှန်ဝင်ကြတယ်ပေါ့နော်သူတော်ကောင်းတွေကိုပြင်မမိတယ်ကိုကိုကိုအထင် ရောက်တယ်မှန်ဝင်ရဟိုဘက်မှာဆက်ပြီးတော့မှားတရားတွေကတတိတန်းကြီးပဲဟုတ်လားအဲ့လိုမှန်ဝင်ပြီးတော့မှားကြပြီရွှေဘာနဲ့တူလဲဆိုရင်နဲ့မိမတယောက်အစင်းလှလို့ပြည်တစာမှဖြစ်ရတာနဲ့တူနေတယ်ဟောပြည်တစာမှဖြစ်ရအောင်လှတာဆိုရင်တော့အဲ့ဒီလှတာမလှတာမှတော်သေးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာ ောက်ကောင်းတဲ့ဥပမာလဲစဉ်းစားကြည့်နော်မိမတယောက်လှတယ်လှလုံးမှုဘာဖြစ်သွားလဲပြည်သာမှဖြစ်သွားတယ်ပြည်သာမှဖြစ်မှဆိုရင်တော့ဇာတယောက်ဆိုတာမလှတာပိုသေးတယ်ပြောတာဒါတုတ္တနဲ့ပတ်သက်ပြောဆိုရဲ့အလိုဥပမာပေးဟောတချို့ပညာတတ်တယ်အတိကြီးတယ်ဒါပေမဲ့အဲ့ဒီပညာကြောင့်ကိုပဲမှန်တက်လာတယ်အဲ့ဒါကြတော့ဘာနဲ့တူလဲဆိုရင်တဲ့ ူတယောက်အတ္တမြင်ကြီးရမြင်းပြန်လိုဟာမျိုးပေါ့အလွန်ကောင်းတဲ့မြင်းအာဇာနည်မြင်းပေါ့အဲ့ဒီမြင်းကြီးလဲရရောတက်စီမကျွမ်းတဲ့အခါကျတော့မြင်းစီကမကျွမ်းတဲ့အခါကျတော့မြင်းဘောကလိမ့်ကြပြီးပေါင်ကျိုးရောပေါင်ကျိုးမှမြင်တော့ဒီမြင်းကမရတာတော်သေးတယ်မန်တက်ရမှမြင်တော့ဒီပညာမတတ်တာတော်သေးတယ်ခိုင်ဘလောက်ကောင်းတော့မန်တက်မဲ့တက်တဲ့မန်တက်ဖို့အတွက်တက်ရတဲ့ပညာဆိုရင်မတတ်တာတော်သေးတယ်ဆိုလိုတာက ပညာတက်ရတာနဲ့မကာမိမန်ဖြစ်ရတာကိုယ်ပိုးပြီးတော့နာတယ်ထိခိုက်တယ်လို့ပြောတာလောဘောရဲ့လားနောက်ဘုံတို့တက်ကာရတယ်ကိုမအစွမ်းစားရှိလို့ပူဇော်ကြတယ်လေးစားကြတယ်ဘုံကြီးလောကဆိုရင်ကြီးညိုကြတယ်နာမည်ကြီးတယ်အဆရှိတဲ့ဖြစ်ပေါ့နော်အဲ့လိုဖြစ်လာပြီဆိုရင်အဲ့လိုဖြစ်လို့မဟုတ်မန်တက်လာပြီဟေ့ဆိုရင်ဘာနဲ့တူလို့လဲ ူပင်ကျူသီးသီးတယ်လို့ဝါပင်ဝါသီးသီးတယ်လို့ငပြောပင်ငပြောသီးသီးတယ်လို့ဒီသီးလာတဲ့အသီးဟာအပင်ကိုတတ်ဟုတ်လားအဲ့လိုပဲလာဘတက္ကာရတွေများလို့မန်တက်လာပြီဆိုလို့ရှိရင်ဒီလာဘတက္ကာရမရတာကောင်းပြီတဲ့ရတဲ့မန်ဖြစ်လို့နော်အကျိုးမဲ့သွားတယ်ကြာအကျိုးမဲ့သွားတာတွေကရတဲ့လာဘတက္ကာရနဲ့မကမိဘူးပေါ့ဒါကြောင့်မလို့တချို့ပြောရတာရှိတယ် ဒီလက်ပူဇော်တက္ကတာတွေကြလို့သူတော်ကောင်းအလုပ်ကိုမလုပ်နိုင်တော့ဘူးဆုတ်ယုတ်သွားပြီဆိုရင်ဩအဝင်ပစိန်ထွက်တာပဲလို့အဲ့လိုပြောရတာရှိဒါဘုံဘုံတို့ဘုံကြီးလောကမှာတတိထားစရာအဆုံးအမနေနော်အဲကြောင့်ဓမ္မနာနဲ့ပတ်သက်ပြီးတော့ဖြူချင်းစတော်ဘုရားကြီးရဲ့နော်ပြောတဲ့နှောင်းတဲ့စကားလေးတွေအကြောင်းပြောပြတာဟုတ်လားပညာတက်လို့မှန်ဖြစ်တယ်ဆိုရင်ပါတော့မြင်းရလို့မြင်းမော်လိမ့်ကြလို့ပေါင်ကျိုးရတာနဲ့တူတယ်လို့ပြောနော် ဒါမှမဟုတ်အလွန်ကောင်းတဲ့ဒီဩဝါဒတွေကိုဘုံဘုံတို့မှတ်သားသင့်ပေါ့ဟုတ်လားဒီမမာနကိုနှိမ့်ချခြင်းဟာသူတော်ကောင်းတို့ရဲ့လမ်းစဉ်ဆိုတာလေးကိုဆက်ပြောရရင်လည်းဟုတ်လားမမာနကိုနှိမ့်ချတယ်ဆိုတာသူ့ရဲ့လမ်းစဉ်သူတော်ကောင်းတို့ရဲ့လမ်းစဉ်ဖရာစားရှိတဲ့သူတော်ကောင်းကြီးတို့ရဲ့လမ်းစဉ်ဟုတ်လားသူတော်ကောင်းဖြစ်လေလေမန်ကိုနှိမ့်ချနိုင်လေလေပဲဒါကြောင့်မလို့ဘုံဘုံတို့သပ္ပုရိတသုတ်တန်ဆိုတာရှိတယ် ရိပဏာတပါဠိတော်ထဲမှာဘုမတော်ဟောဘူးဟောဘူးတာရှိပါတယ်သူတော်ကောင်းတို့ရဲ့စိတ်နေသဘောလားသူယုံမာတို့ရဲ့စိတ်နေသဘောလားဒီနေ့အဖြစ်သူတော်ကောင်းတရားသူယုံမာတရားအဲ့ဆိုဗျာခွဲပြီးဟောတာအနည်းချုပ်လေးပြောရလို့ရှိရင်ကို့မှာဘလို့ကောင်းမွန်တာတွေကြီးမြတ်တာတွေအစဉ်ပြေတာတွေဘာတွေပဲရှိနေရှိနေဘာကြီးပဲဖြစ်နေဖြစ်နေ အဲ့ဒီကောင်းတာတွေမြင့်မြတ်တာတွေအဲ့ဒါတွေဖြစ်တဲ့အတွက်ကြောင့်ကိုကိုကို မြင့်တယ်မဲ့သူများကိုနှိမ့်ချမယ်ဆိုတော့အဲ့ဒါသူယုံမာတရားလို့အဲ့လိုဟောကိုမှာဘာပဲဖြစ်နေနေဘာပဲရှိနေနေဘလို့ကြီးပဲကိုရဲ့အခြေအနေကမြင့်မားလို့နေနေ ဲ့ဒီမြင်မာခြင်းအကြောင်းကြောင့်ဟာဒါတွေမြင်မာလို့လောဘဒေါသမောဟကုံတာမဟုတ်ဘူးသူတော်အောင်တရားကိုနီးမှလမ်းမှကျင်းမှလောဘဒေါသကုံတာဒါကြောင့်ဒါတွေမြင်မာတဲ့အတွက်ကြောင့်ကိုယ့်ကိုယ်ကိုမြင့်တင်စရာအကြောင်းမရှိဘူးသူများကိုနှိမ့်ချစရာအကြောင်းမရှိဘူးလို့မှန်မှန်ကန်ကန်မြင်ပြီးတော့ကိုယ့်ကိုဘလို့ပဲဖြစ်နေဖြစ်နေသူများကိုမနှိမ့်ချဘူးကိုယ့်ကိုမမြင့်တင်ဘူးဆိုရင်အဲ့ဒါသူတော်ကောင်းစိတ်တက်တော့ဟောတပုဒေတာတုတ်တန်ရဲ့အနှိမ့်ချုပ်လေးကိုပြောပြရအောင်နော်ပြရပါသူဥပမာတတိယဘဝနဲ့ယဟန်ပြူလာတဲ့ယဟန်လည်းပါ ပစ္စည်းပေါ်တဲ့အမျိုးအစားရံပြူလာလို့ဟာသူများကိုနှိမ်ချပဲကိုကိုကိုမြင့်တင်ပဲဒါသူရောမှတရားပဲတဲ့သူတော်ကောင်းတရားဆိုတာဘယ်လိုလဲဟောပစ္စည်းပေါ်လို့လောဘဒေါသမောဟကုံတာမဟုတ်မမကံကံရှင်သုံးနိုင်မှလောဘဒေါသမောဟကုန်နေတာဒါကြောင့်ပစ္စည်းပေါ်ခြင်းကြောင့်ကိုကိုကိုနှိမ့်ချစရာကိုကိုကိုမြင့်တင်စရာအကြောင်းမရှိဘူးသူများကိုနှိမ့်ချစရာအကြောင်းမရှိဘူးလို့နားလည်ပြီးတော့ပစ္စည်းဥစ္စာပေါ်များခြင်းတည်းဟူသောအကြောင်းကြောင့်ကိုကိုကိုမမြင့်တင်ဘူးသူများကိုမနှိမ့်ချဘူးအဲ့ဒါသူတော်ကောင်းတရား အဲ့ဒါဘယ်အထိမြတ်စွာဘုရားဟောတော့ဆိုတော့ယဟန်တွေဟောရနော်ဇာတတဲ့ဝိနည်းဆောင်တဲ့ဒူတင်ဆောင်တဲ့နောက်ဆုံးဇံရတဲ့ဇံရလို့ကိုကိုကိုမြင့်တင်တဲ့သူများကိုနှိမ့်ချမှာဆိုလဲအဲ့ဒီဇံရပုဂ္ဂိုလ်ကြီးမှာအဲ့ဒါသူရုပ်မှာစိတ်ထဲဖြစ်နေတယ်လို့ပြောရတယ်စဉ်းစားနော်ဇံရချင်းတိဟူသောအကြောင်းကြောင့်ကိုကိုကိုမမြင့်တင်ဘူးသူများကိုမနှိမ့်ချဘူးဆိုရင်အဲ့ဒါပါတော့သူတော်အောင်စိတ်ထဲတယ်အလောက်ထိမြတ်စွာဘုရားဟောတာဒါပါလေဆိုတော့မမနာကိုမြတ်စွာဘုရား ဘလောက်ယွန်ရှာဆက်ဆုပ်တယ်လဲဆိုတာကိုပြောတာလား။ဒါကြောင့်သူတော်ကောင်းတရားကိုတိလေလေမယိုကျိုးတဲ့စိတ်ရှိလေလေပဲ။ယိုကျိုးတဲ့စိတ်ရှိပြီဟေးဆိုရင်ကိုယ့်ရဲ့ပြောတာဆိုတာကိုယ့်ရဲ့အတန်ဝစီကံအမှုရာလို့ဘုမောတင်စားပြောရင်ဟုတ်လား။ဒါလည်းပဲနှစ်လိုပဲဖြစ်နေမှာပဲ။ကာယကံအမှုရာလည်းဘလို့ဖြစ်နေမှာလဲ။နှစ်လိုပဲဖြစ်နေမှာပဲ။ဘုမောတို့ပြောတာဆိုတာကြီးဟာ ဆင်မပြေပါဘူးစိတ်သိမ်းမကြပါဘူး။နော်နေတာထိုင်တာကြီးရတယ်ပဲဆင်မပြေပါဘူးစိတ်သိမ်းမကြပါဘူးဆိုတော့များသောအဖြစ်မန်အခန်းလေးကိုအခြေခံပြီးတော့မပြောနေကြလို့နေနေကြလို့ကာယကံမှုဝစီကံမှုတွေကတောင်းမကျိုးတာပေါ့။ဟုတ်လား။တောင်းမကျိုးဘူးဆိုတာအဲ့ဒါပဲအဓိကက။ဟုတ်လား။ဒါကြောင့်သူတော်ကောင်းစိတ်ဓာတ်မှာအခြေခံပါတော့ကိုကိုကိုမမြင့်တင်ဖို့သူများကိုမနှိမ့်ချဖို့ဆိုတဲ့မမနာကင်းဖို့ဟာအလွန်ရေးပါလေလို့တောင်းနားလေရမယ်။ ဒါကြောင့်ဘုရားပြည့်ရင်ဉာဏ်ပညာအကြီးဆုံးလို့ဘုရားဘာသာဝင်တိုင်းသိထားတယ်ရှင်သာရိပုတ္တရာမမနာနှိမ့်ချတဲ့နေရာမှာစံပြရတယ်ပေါ့လို့တခါမဲ့အရှင်မြတ်ကြီးကသင်္ကန်းကင်တာအောက်ကမညီဘူးဖြစ်နေတယ်အစွန်းလေးထွက်တောင်တန်းလေးလိုဖြစ်နေအဲ့ဒါကိုရင်ပေါ့ဆာတွေကလာပြီးတော့ပြောတယ်လေအရှင်ဘုရားသင်္ကန်းကြီးကလည်းမညီပါဘူးပေါ့အဲ့ဒါနဲ့တနေရာမှာသွားပြီးတော့ညီညီလေးသွားဝတ်တယ်တဲ့ရှင်သာရိပုတ္တရာက လိုသွားဝဲပြီးအဲ့ဒီကိုရင်လေးရှိတဲ့နေရာလာပြီးတော့အဲ့ကိုရင်လေးညီပြီလားကြည်ပါအောင်လို့ပြောတယ်။ကဲဘယ်တော့မြင်လို့ရကောင်းတော့ဟုတ်လားဒါရှင်သာတိဗုဒ္ဓရဲ့ဏိဝါဒကုံပေါ့အများကြီးပဲပြောရင်သူဟာမကုံနိုင်ဘူးပြီးတော့ရှင်ရာဟုလာရဲ့ဏိဝါဒကုံကိုလည်းရေးကြတာပဲများတယ်ရှင်ရာဟုလာဆိုရင်မန်ကြီးမယ်ဆိုရင်ကြီးစရာကောင်းမြတ်စွာဘုရားရဲ့သားတော် ဟုတ်လားလူဖြစ်နေနေမဆိုစက်ကြစက်ကြဝတိမင်းဖြစ်နိုင်တဲ့ပုံကံရှိတဲ့ပုံကိုရုပ်ရည်မှလည်းပြောစရာမရှိပဝင်ကျင်အတိုင်းဝိုင်းဘာမှပြောစရာမလိုလောက်ပြည့်စုံတဲ့ပုံကိုဒါပေမဲ့မန်းအလွန်နှိမ့်ချလေတဲ့တချို့ကဆိုလို့ရှိရင်သူ့ကိုစမ်းတောင်စမ်းကြတယ်လေအလွန်မန်းနှိမ့်ချတာဟုတ်ရဲ့လားဆိုတာသိအောင်စမ်းတာတဲ့တောက်စရာကြီးတရှင်ရဟုလားဒီလမ်းသွားပဲဆိုသူလာခင်ရစပြီးတော့တမျက်စိတို့အမိုက်တောင်းတို့ပြစ်ထားတယ်အဲ့ဒါသူအိမ်နာရောက်လာပြီဆိုဟေးဒီအမိုက်တောင်းတို့တမျက်စိကဘာလို့ပြစ်ထားလဲမသိဘူး ဟောတော့ယာဟုလာဖြတ်တော့တာမြင်လိုက်တာပဲမနှိုးမကြာနှိုးနာလေးပြောရမှာပေါ့နော်အဲ့ဒါကို तू ကဟာတပြည့်တော့ပြစ်မထားပါဘူးလို့မဖြေရှင်းဘူးတဲ့အဲ့ဒီဥစ္စာကိုတစ်ခေါက်တောင်းတစ်ခေါက်တောင်းနေရသွားတာတမျက်စီတမျက်စီနေရသွားတာတတ်တာပဲဘာမှတော့ပြောမသွားဘူးကဲဓမ္မမာနကိုနှိမ့်ချတာနော်အဲ့ဒါ तू ယန္တာမဖြစ်သေးဘူးအဲ့ဒီအချိန်မှာယန္တာဖြစ်လို့မာနမရှိလို့နှိမ့်ချနေတာမဟုတ်ဟုတ်လားမြတ်စွာဘုရားက ဝိနည်းသိက္ခာပုပြင်းညတ်ထားတာရှိတယ်။နော်လူတွေရှင်သာမဏေတွေဟာယဟန်နေနဲ့နှစ်ညသုံးညအပြင်တမုဒိယံထဲမှာအတူတူမအိတ်ကောင်းဘူး။စပညာတုံးကတော့နှစ်ညသုံးညဆိုတဲ့အမှုပြင်းညတ်ချက်မပါဘူးမအိတ်ရဘူးပေါ့နော်။အဲ့ဒါလည်းပြင်းညတ်ပြီးတော့ရှင်ရဟုလားနဲ့ဘူးမှသာယဟန်နေနဲ့အတူတူကကျောင်းထဲမှာအိတ်မရတော့။ကျောင်းကအိတ်ရှာနေရမရှိဘူး။ဒါဘာလို့လုံဆိုရှင်ရဟုလားမြတ်စွာဘုရားရဲ့ဝိသကုရိအိန္ဒာပေါ့နော်အဲ့ဒီအိန္ဒာထဲဝင်အိတ်နေတယ်တဲ့ နဲ့လင်းလို့မြတ်စွာဘုရားအင်သာတက်မလို့ကုရီတက်မလို့လာတော့မှချောင်းဟန်းတော့ထဲထဲချောင်းဟဲ့ဘယ်လိုတုံးဆိုတော့တပြည့်တော်ပါဘုရားဘာဖြစ်လို့တုံးကိုရင်နေနဲ့ဦးစင်းနေနဲ့အတူတူမအိပ်ရဘူးဆိုတဲ့တိတ်ခါဖို့ကြောင့်မလို့အိပ်စရာနေရာမရှိလို့ဒီပေါ်တက်အိပ်တာပါတကယ်ဆိုလို့ရှိရင်သူ့ရဲ့ဥပိ္ပစေဆရာတွေနော်သူ့ရဲ့နော်ကမဝါသာတော်ဘယ်လိုလုံးသူ့ကိုခေါင်းရိပ်ပေးတဲ့ဆရာတွေနေတည်ဆရာတွေရှိတယ်အဲ့ဒါတွေကတကယ်တမ်းကရှင်အာနန္ဒာတို့ရှင်သာရိပုတ္တရာတို့တကယ်ပုဂ္ဂိုလ်ကြီးတွေသူသွားပြီးတော့အပူကတ်မယ်ဆိုကတ်လို့ရတာ ဘာမှမပြောဘူးဖြစ်တယ်လို့လေးပဲနေလိုက်တာပေါ့ဒါပါတော့လို့မေမမနာကင်းတဲ့သဘောလို့နားလေရဟုတ်လားဒါကြောင့်မမနာကိုနှိမ့်ချတယ်ဆိုတာဘုရားဆရှိတဲ့တတော်ကောင်းကြီးတွေရဲ့လမ်းစဉ်လို့ဒီလိုမျိုးနားလေနော်အဲ့ဒါလို့ဆိုရင်ဘုန်းဘုန်းတို့ဗာဆက်ပြောမလို့ဒီမမနာကိုဘုန်းဘုန်းတို့ဘလို့နှိမ့်မလဲဒီတက်နေတဲ့မန်ကိုဘလို့ချိုးမလဲ ူများသာမန်နေရှိတယ်ဗျငါတော့မန်မရှိပါဘူးလို့မြင်မထင်နေနဲ့နော်အဲ့ဒါဆိုရင်စာရဲကောစာလွဲတော့မှာဟုတ်လားရောက်ခဲ့ပြီပဲနော်အခြေအနေမျိုးမျိုးတိုင်းမှာမန်ဆိုတာရှိနေတယ်